မင်္ဂလာပါရှင်ဒီနေ့ဆရာကြီးတင်မိုးရဲ့မမမြေဩဇာဆိုတဲ့ဝတ္ထုတိုလေးနဲ့မင်မပါသောဖောင်တိန်ကလေးဆိုတဲ့ဝတ္ထုတိုလေးနှစ်ပုဒ်ကိုဖတ်ပြပေးစီမားတယ်ရှင်အတူ နာစင်ခန်းစားပေးကြပါအောင်ရှင် မမမြေဩဇာမမပန်းပွင့်ကလေးများပွင့်လန်းလာနိုင်ဖို့မြေဩဇာလိုပါသည်မြေဩဇာကျွေးပေးမှသာပန်းမင်ကလေးသည်ရှင်တန်ထွားကြိုင်းကအဖူးအပွင့်တဝေဝေနှင့်တင့်တယ်နိုင်ပေမည်မမသည်ယခုတော့မြေဩဇာဖြစ်နေရှာပေပြီမောင်ချစ်အောင်လေးတယောက်တင်းတောင်းတင့်တယ်နှင့်ပညာပန်းပွင့်လန်းနိုင်၏အတွက်မမသည်သူ့ကိုယ်သူမြေဩဇာအဖြစ်ခံကကျွေးနေရပေသည်ပန်းပွင့်ကလေးကိုအပွင့်လှလှမြင်ချင်ရှာ၏ စစ်ပိုးမထိုးမညိုမနှွမ်းစေခြင်းသောမမပင်ပန်းပွင့်ကလေးလှလှလျင်တော့ချီကျူးအံ့ဩမြည်သူဝင်းရံနေပေမည်တို့တော်လေညီဩဇာဤဂုံကျေးစုကိုက အမေရမိကြမည်မထင်ပေမမကအညာတရညီဩဇာဘဝတည်ငွေရောင်ညကတာမောလာဤတဲရှိကုပြစ်ပေါ်တွင်မိသားစုတစုမှဝိုင်းဖွဲ့ကထိုင်နေကြသည် လာရောင်ရိတ်များသည်မိသားစုအားမြစ်တာတဲ့ဝေငှလေသလားဟုထင်သည် မောင်ချစ်အောင်လဲလေးတန်းအောင်လာပြီဒီတော့ရှင်းနေကိုမြို့ပေါ်ပါတော့မယ်ဖခင်အတန်ကခလေးလေးပေါ်လာသည်လာရောင်ကအေးတော်လဲရှင်တွင်းမှာမအေးနိုင်ကြချစ်အောင်တို့ရွာလေးတွင်မူလာတန်းចောင်းသာရှိသဖြင့်သူတို့မှာအခဲအခဲတွေ့နေကြပြီသည်ဒါဖြင့်ချစ်အောင်ကိုចောင်းလို့လိုက်ရတာမကောင်းဘူးလားအမေကမတက်နိုင်လွန်၍ရင်းနှင်းသည့်ဟန်နှင့်မေးရှာ၏လက်လုံးလက်စားဘဝဆိုတော်လဲမြို့ចောင်းစီ အတွက်ဘယ်နည်းနဲ့မှမတက်နိုင်ကြပါဘူး မတက်နိုင်တူတူချစ်အောင်ကိုကြောင်းနှုတ်၍ပဲကောက်ထင်းခွေစသည့်တောက်တူမရလေးများကိုခိုင်းရန်သာလမ်းရှိတော်သည်တက်နိုင်သလောက်နီလန်ရှာကြသေးတာပေါ့အေးငါသားပညာသင်ပြတ်သွားမှာတော့နှမျောတဲ့အေးအဖေကတွေ့တွေ့တော်တော်နဲ့တလုံးချင်းပြောနေပြန်သည်တကယ်ဆိုရင်ချစ်အောင်မရှိသည့်အတွက်အရင်လို့တော့လို့မလစ်လင်းလားဟုဆိုရပေမည်။ဤသို့သောအမြင်နှင့်ပဝင်းကျင်ကချစ်အောင်ကိုကြောက်ဆက်ထားဖို့တိုက်တွန်းကြသည်ကြီးပင် သို့တော်လည်းကိုဝန်းနာကိုသာတည်တည်မှုပြင်းထန်ဆိုင်ယုံကလွဲ၍ဘာမှမတတ်နိုင်ခင်ချစ်အောင်ကအိမ်လုတ်ကိုအကြီးအကျယ်အထောက်အကူမပြုနိုင်ဟုသော အကြောင်းပြချက်ကမှန်သည်လို့ပဲဆိုပါတော့သို့တော်လည်းမြို့ចောင်းထားရသည့်အတွက်စားစိတ်ကလည်းလူတရားဤဝန်တာဖို့အကြီးလာပြီချင်းမြို့လဲမြို့ចောင်းသားလဲចောင်းသားဖြစ်နေပြန်ရန်အဝိစားကားစား၍မညိုးမငယ်ရအောင် လူနှစ်သူနှစ်အတူအောင်ဆင်နိုင်ဖို့လိုလာပြန်သည် အိမ်တွင်ဆိုကစွတ်ကျယ်ဆုပ်လုံကြီးဆုံးနေပင်နေရနေရတိတ်အေးမကြီးလာပင်စကားပင်ကျင်လောင်စွာမပြောကြကိုစိတ်ကူးနေကူစိတ်အိုက်ပြင်းပန်းနေကြပုံရပေသည်နေပြင်းနှူးကမူတုံတုံတိုက်ခတ်နေစေပင်ဖြစ်ပေသည်ညင်ဦးရဲ့အခါမို့ရွာလေလမ်းမစီမှကလေးတစု၏ထုံစည်းတန်းကစားတံကိုကြားနေရ၏အမကြီးချစ်အောင်ကထုံစည်းတန်းကစားရမှပြန်လာ၏ သူတကိုယ်လုံးမှလည်းဖုံဖုံများနှင့်ညစ်ပက်ပေခြင်းလျက်ရှိပြန်သည် သူသည်အာရပါရပြုံးလျက်ရှိ၏တဲတဲဝင်လာကလေးကခုံပေါက်မြူးထူးလာသည်အမကြီးမိခင်ကအခုပြစ်ပေါ်မှလမ်းငါထူးသည်ဘာလို့မလို့တော့ချစ်အောင်ရဲ့ဒီမှာမှကျုပ်ဆရာလေးနဲ့တွေ့ခဲ့တယ်ချစ်အောင်ကမျက်နှာတရှင်ရှင်ဖြစ်နေသည်မင်းကြီးရင်ဘာလို့ချင်တဲ့တုံးတဲ့ဆရာလေးကအမေရင်ခွင်ပေါ်တက်ထိုင်လိုက်ကချစ်စပွဲပြောနေသည် ဒီတော့လူကလေးကဘယ်နဲ့ဖြေလိုက်တော့အမေကချစ်အောင်ဤဘိုကေဆုပ်ဖွားကိုတယူတရတက်ပေးရင်မင်းနေဤကျွန်တော်ကြည့်ရင်ဝန်တော်ကြီးလုံမှာပေါ်ဆရာရဲလို့ပြောခဲ့တယ်။အင်းအင်းလူကလေးကလည်းအဖြစ်တက်သားပဲ။ဒီတော့ဆရာလေးကလည်းမင်းဝန်တော်ဖြစ်ချင်ရင်မြို့ចောင်းဆက်ထားဖို့အင်ကိုပြောတယ်။အမေကမူတာကလေးဤနဘူးစားကိုလက်နှစ်အုပ်ကငိုင်းနေသည်။အမေကျုပ်ចောင်းထားတော့ကျုပ်မြို့ចောင်းနေခြင်းတယ်။တကြီးသာလှထွေးလို့နဲ့အတူတူလေး။ မောင်ချစ်အောင်လည်းပူဇာလျက်ရှိပြန်သည်မောင်ချစ်အောင်ဖို့မှလည်းအပြစ်မဆိုတာပါအားကြစိတ်မြို့နေခြင်းစိတ်ရှိမိမှာအမှန်ပင်ကလေးငယ်တို့ဤဆန္ဒကမုံမြက်ပါဤလှပပါဤသူဆန္ဒမျိုးစိတ်ကလေးကိုပောက်ခွာလာစေဖို့အတွက်ခဲရင်နေကြရပြန်သည်လာမင်းကတော့တာမြဲတာလျက်ရှိပေသည်ညင်ငယ်ကလေးများကအိတ်တန်းတက်နေကြပြီကလေးငယ်တို့လည်းအိတ်ရဝင်ကြပြီစိတ်ငြိမ်ကြလည်းဖြစ်ပေသည် ိသားစုကတော့ကုပစ်ပေါ်တွင်ထိုင်နေကြတော့မင်းရှိသည်အဖေကမူကကုပစ်ပေါ်တွင် တုံးလုံးလဲကရှေးရီနောက်ရီတားလေးဤပညာရေးကိုစဉ်စားချိန်ဆနေဟန်ရှိပေသည်ဝင်းနေအားအတွက်ညတစွာထမ်းဆောင်နိုင်မီမဆောင်နိုင်မီကိုစဉ်စားရင်းစိတ်တော်ကများနေကြပေသည်နောက်ဆုံးတော့လေမောင်ချစ်အောင်ကိုမြို့ကျောင်းသို့ပို့ခဲ့ရ၏။ယင်းတို့ပို့နိုင်ခြင်းမှလည်းမမအီအာမခံချက်အရသာဖြစ်ပေသည်။အမင်းနှင့်အဖနှစ်ဦးမှတဲ့ရွယ်ကြီးရင်အိုမင်းကြပြီ ဖျားသွွားចောင်းသွွားရမည်အရွယ်ပင်ဖြစ်တော်လဲဝမ်းရည်ကမလုံသည့်အတွက်ခါရကုံကုံနှင့်ရာတော်ဆင်းနေကြရ၏ចောင်းစည်းအတွက်မိတို့တန်နိုင်နေနီသို့တော်မမသည်ချစ်အောင်လေးကိုတနာမိ၏ငါမောင်လေးရဲ့ပညာရေးကိုရက်မသွားစေရဘူးငါမောင်လေးရဲ့အတွက်အလုံးလုံးပြီးចောင်းဖို့မယ်ဤတို့အားခဲကမမသည်ချစ်အောင်အားចောင်းဖို့ပြစ်အောင်ပို့လိုက်ကြသည်မမသည် ထိုနေ့မှစ၍ဝေစာလှလပပလွလွင်ကြော့ကြော့ကိုမစင်တော့ပြီ လက်ရက်ချီတဲ့ကျမ်းများကိုသာသူဝစ်တော်၏မမမငယ်ရွယ်တုန်းအရွယ်ပင်ဖြစ်သည် သူကိုယ်တိုင်လှကျင်ပခြင်းဝစ်စားခြင်းသောဆန္ဒရှိမိအမှန်ပင်သို့တော်သူအထွက်သာဆိုလျင်ထင်မစင်စားခဲ့မမဈေးရောက်၍ရသည်မြငွေကလေးကိုမောင်ချစ်အောင်တို့အရင်ပြုရရှာ၏အမေသည်လည်းထမင်းလုံးလျှော့စားကချွေးကိုထပ်ပေါင်းရ၏အဖေကလည်းဟင်းနှစုံလျှော့စားကလှုပ်အားကိုပို့တိုးခဲ့ရ၏မမကမူသူတယောက်လုံးရင်နှီးမြုပ်နှံခဲ့ရသည် အခမဲ့ပညာရေးကလည်းတည်ရင်တည်နေနေဈေးကြီးလာကြည်သည်တကားမဟာဘဒုမမာလီဘဂဝါစုပံကဒီမာမကြောက်ခဲ့ပါဘူးရာတော်စီမအတန်ဖြစ်သည်အတန်ကချိုချို နေက ပူပူနဲ့ပြင်းကြီးစရာလိုလိုဖြစ်နေ၏လေးလေးတွတ်တွတ်ဆွဆွဲငင်ငင်သည့်ဆိုနေသဖြင့်လဲလွမ်းစရာလိုလိုဖြစ်နေပြန်သည်ရင်းသည်အတန်ချိုချိုပိုင်ရှင်မှာမမဖြစ်ပေသည် ပေါ်တုံးပေါ်ကစားဖြည့်၍မြေပဲစုမြေပဲကောက်လိုက်နေခြင်းပင်ဖြစ်သည်မောင်ချစ်အောင်လေးကိုမြို့ចောင်းသို့ထားလိုက်ကြတဲ့ကမမသည်စနေရသည်နားရသည်ဟု၍မရှိပေမနက်စောစောချမ်းချမ်းစီစီတွင်ပဲပြုတ်ပဲပြုတ်ဟုရာလဲတွင်မမဤတစားဆန်អော်တန်ကြားရတတ်သည်နေ့လည်နေခြင်းအချိန်တွင်တာကူတော်၏တာကူချချိုလေးရဲ့ဟုអော်ဟစ်ရောင်းချတဲ့ကြားနေရ၏ ညနေထမင်းစားချိန်ဤသောအခါရွာထဲတွင်ပဲပြုတ်တပဲ့ကြော့ကရောင်းရလေ၏မမကိုအမေကတားရသည်၏ညီအေဒီလောက်လေအပင်မမခံပါနဲ့တော့ကြလဲနေပါမေဟုအမေက ပြောလျင်မမကလည်းအိုးအမနဲ့ဘာကိစ္စရှိကျောက်တို့တန်တော့မြန်တော့ရွယ်ပဲမောင်ချစ်အောင်လေးအတွက်ဒါမှလှလှကြီးထောက်နိုင်တာပေါ့ဟုခက်သက်သက်ပြန်ဖြေတတ်သည်တို့တော့နေရကြတော့လေမမသည်အိပ်ရာထဲလဲခဲ့ရတော့သည် အလောက်ဤကြီးကျွန်တပွဲဖြစ်ကတတောက်တောက်နှင့်အားမနေလုံလုံးသည့်အတွက်မမသည်ဒံပီရလေတော့သည်သို့တော်လဲစေဝါဤအကူကြီးဖြစ်ပင်မမသည်နလန်ထားခဲ့ရ၏ဒီတော့လဲငကိုလိုပင်အလောက်ကိုသာစိတ်ဆွဲကတဲတဲမဲမဲလုံရဲပင်ဖြစ်သည်မမသည်ရရအလုံမရွေးကြပန်းကောက်လုံ၏သူ့အဖို့ငွေရဖို့ကအရေးကြီး၏ငွေရမှမောင်လေးကိုထောက်ပံ့နိုင်မည်မောင်လေးပညာတတ်မှခေါင်းကျင်းခေါင်းဤတတ်တာမည် မမ၏မျက်လုံးများသည်လည်းငငယ်ရွယ်ရွယ်နှင့်ပင်မှုန်လာလေပြီနေပူမိုးရွာမရှောင်အလုံးလုံးရလွန်၍မမ၏စပင်များသည်ပင်ဝါကျင့်လာလေပြီ မောင်ချီအောင်၏ပညာရေးကအသေးအပွင့်မပွင့်နိုင်သည်မမအဖို့မြေဩစာကျွေးရသည်မှာကပင်ပန်းလာလေပြီအပင်ကလေးကတော့ဤတို့အနေမြင်မှန်းမသိဘလို့အသီးသီး၍ဘလို့အပွင့်မျိုးပွင့်လန်းလာလိမ့်မည်ကိုခံမှန်းဆုံးဖြတ်၍မရပေနေကြီးထိုးယုံနှင့်ညှို့မိပန်းပွင့်များဖြစ်နေလင်လေ မမရောစာအဖို့ရင်ကျိုးရပေမည်တော်တော်တလောကသတင်းတစ်ခုကြောင့်မမလည်းစိတ်ထိခိုက်သွားမိလေသည်ចောင်းသားတွေကိုဖမ်းမလို့ဆိုပဲဒီသတင်းတက်တဲ့အကြာရသဖြင့်အမေလဲအိတ်မပြောအဖေလဲတမိုင်မိုင်မမလဲတငိုင်ငိုင်နဲ့စိတ်မကောင်းကြတော့ပြီဘာဖြစ်လို့ပါလဲဟုအចောင်းရှာတော်လဲမရပြီចောင်းသားလူငယ်လူမယ်လေးများကိုဘာအចောင်းကြောင့်ရန်ညှိုးထားရသည်ဟုသိချင်မိသည် သူတို့မှမပြည့်မစုံဖြစ်နေ၍ လိုချင်သည့်အရာလေးများတောင်း၍လာဟုစဉ်းစားမိသည်ဒါလည်းရံညှိုးထားစရာမဟုတ်ပါဘူးကျောင်းသားတငယ်များကမှမာရင်ရင် ပြောမိဆိုမိရှိစေအောင်မိဘတစ်ဖွဲအုပ်ချုပ်သူအဖို့မေတ္တာတရားနှင့်ဖြည့်ရှင်းသင့်သည်ဟုမမကတတိတန်းကြီးစဉ်းစားနေ၏သို့တော့အရေးကြီးဆုံးကတော့မောင်ချစ်အောင်လင်းမပါဖို့ပင်ဖြစ်သည် မပါလို့လည်းဖြစ်မည်မဟုတ်ဘူးဟုပြန်စဉ်းစားမိပြန်သည်တငယ်ချင်းချင်းကျောင်းသားချင်းချင်းဆိုတော့လေသူ့ကိုနှိပ်စက်ရင်ကိုယ့်ကိုနှိပ်စက်တယ်လို့ဖြစ်မည်မဟုတ်လား သူ့အလှအခမ်းရပြီးလျှင်ကို့အလှကိုလည်းစောင့်ဖို့ပင်သည်အုပ်ချုပ်သူနှင့်ចောင်းသားငယ်လေးများရန်ညိုးမွားကြပါစေနှင့်ဟုဆုတောင်းမိသူကတော့မမပင်ဖြစ်သည်အဘယ်ကြောင့်ဆိုသောမမသည်မောင်လေးပညာရေးအတွက်မြေဩဇာကျွေးထားရသူဟုသာသည်မမကိုဂရုစိုက်ကြမည်မဟုတ်သို့တော်မမသည်အညာဒရဖြစ်တော်လဲနောက်ွယ်မှ နိုင်ငံဝင်ကိုအားအင်းနှင့်မတန်ထမ်းရွက်နေရှာသူဖြစ်၏ မမဘဝမြေဩဇာဘဝကလွတ်ပါစေဟုချစ်အောင်ဆုတောင်း၏မမကမူမြေဩဇာဖြစ်ရပါစေကွယ်ဖြစ်ပါစေဒါပေမဲ့အသည့်အပွင့်ကိုတော့အစိတ်မခံမရစေနှင့်ဟုဝန်းနေတဲ့နှင့်ပြောလေ၏ကံပြင်းနမ်းမြင့်ဉွယ်ကလောင်မီဖြင့်ရေးသားခဲ့သည်လူတုချာနေအမှတ်64ဖေဗူအာရီ1958မေမပါသောဖောင်တိန်ကလေး ချစ်အောင်မှာမောတလူလူဖြစ်လာမိသည်မျော်လင့်ချက်သည်ရင်ခုန်ခြင်းကိုမွေးဖွားချက်သည်မဟုတ်လော အမှန်အဖျင်းဘဝသည်လည်းမျော်လင့်ချက်များဖြင့်သာရက်လုတ်သောကော်စောပေသည်ဖြစ်နိုးမဖြစ်နိုးတဆိုးရင်ရင်နေရခြင်းသည်လည်းချိုးရှသောအရသာတစ်မျိုးပေပြီချစ်အောင်မှာလည်းစိုးတထိတ်ထိတ်ဖြင့်အမျော်လင့်ကြီးမျော်လင့်ခဲ့ရသည်သူသည်ရင်ခုန်တန်ကိုနားထောင်ရင်းအောင်ပွဲနှင့်ရှုံးပွဲကိုပင်ပန်းကြီးစွာဆောင်းလင်းရကြသည် တခုခုကိုတော့အေကံအေကရေမဆိုင်၍တော့မဖြစ်တော့ပြီတစ်ပင်ဆိုင်ပြီးတော့လဲအတီးတီးကြပြီအုံးကြီးအစိတ်တီးနဲ့အတီးကောင်းတခုခုတော့တီးပွင့်ရပြီမြင်းညှော်လင်းချက်အိအတီးပွင့်များသည်အစိတ်တီးမဖြစ်ပါစေနဲ့ဆူတောင်းမိသည်ချုံမြတော့အတီးမုံကိုဝမ်းသာရဲလင်လေအစိတ်တီးရရှိမိအခါတွင်မျက်ရည်မကျပြုံးရရပြီမြင်းချစ်အောင်မမေ့သေးပါကြီး ွေဥပေါင်းစားဖြစ်၍ရွက်ကြွေများကပင်လေထဲမှဝဲကဝဲကကစားတတ်သည်သည်။အုတ်အောင့်ရက်ကလေးကလည်းသာသာဘာဝအေးချိုစွာမြည်ကျွေးနေရှာသည်၏။သို့တော်လည်းချစ်အောင်မှာနှွေဥပေါက်ရတကိုမိနေရသည်။ချွေတလုံးလုံးတကုန်းကုန်းနှင့်စာမေးပွဲဖြစ်နေရသည်။တစ်ချက်တစ်ချက်တွင်ဖောင်တိန်ကလေးကိုခဏအနားပေးကာအပြင်ဘက်စီသို့ငေးကြောင်ကြောင်မျှော်ကြည့်မိ၏။သို့တော်ချစ်အောင်မှာအော်အော်ဒီတန်ကိုလည်းမကြမီရွက်ကြွေရွှေဝါကိုလည်းမမြင်မီ။ ငါဆောင်းမေးပွဲအောင်မှ ဖြစ်မယ်သူကိုယ်သူညင်းညင်းညူညူအာတင်းရင်ဆက်ပြေနေပြန်သည်ခေါင်းပင်မဖော်တော့ကြည်တကယ်တော့လေချစ်အောင်ဖို့ဒီနေ့ဆောင်းမေးပွဲအောင်မှအဆင်ပြေရတော့မည်ဆောင်းမေးပွဲမအောင်ရင်ကြောင်းမှထွက်ရပေတော့မည်အိမ်ကဆက်လက်ကြောင်းထားနိုင်တော့မည်မဟုတ်ပါကြည်ပညာတပိုင်းကစားနှင့်လမ်းခူးလက်တွင်ပင်ရနာနေကြရသည့်ပေမိမှအမှန်ပင်မက်ထရစ်ဆာမေးပွဲဆိုသည်မှာလဲចောင်းသားများအနေနှင့်အေဝရက်တောင်ကြီးကစီးနေခြင်းဟုမြင်မိကြသည် အမြင်ဆိုသည်ကလည်းအတွေ့အကြုံများပေါ်မှကောက်ချက်ပင်ဖြစ်ပေသည်သို့ကလို့ချစ်အောင်တို့မြင်မိသည်မှလည်းအမှားမဟုတ်ပါခြင်းပြီးခဲ့သော1956ခုနှစ်မက်ထရစ်အောင်စဉ်အရတရားလျင်17ရောက်တာအောင်ပေးသည်ကို တွေ့ရသည်ရင်းသို့ကြောက်ခမန်းလိလိစာမေးပွဲကြာရှုံးနေခြင်းတက်တနာကိုချစ်အောင်နေတကွအောင်းသူအောင်းသားများကအပြေမှန်ကိုအနည်းဆုံးရနိုင်အောင်ရှာကြည့်မိသည် ချစ်အောင်တို့ចောင်းသူចောင်းသားများဘက်မှချိုယွန်းချက်များကိုရှာသည်ចောင်းသူចောင်းသားများသည်စီကန်းတည်ဝတ်မှုနှဲပါနေကြသည်ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှကြီးပြင်းလာရသောကလေးများဟုသောအချက်ကိုမိထား၍မရပါကြည်စစ်တခုဖြစ်သည်ဆိုလျင်အသက်စီးစိမ်အိုးအိမ်ပြက်ပြုံးဆုံးပါကြရသည်ထို့ကျက် အကြီးဆုံးဆုံးရှုံးချက်မှာ လူကျင်ဝက်စည်းကမ်းများပျက်စီးဆုံးပါရခြင်းဖြစ်ပေသည်အသက်စီးစိမ်အိုးအိမ်ဆုံးဆုံးရခြင်းအတွက် အစာထိုးတိဆောက်ရန်ခဲရင်လာပါကြီးလူကျင်ဝိဇာရိတာနှင့်စီကံဆုံးရှုံးရခြင်းအတွေ့အစာထိုးတိဆောက်ရန်ခဲရင်လာပါပြီတောင်းရင်းသို့စိတ်ဤဆိုးမွေကိုခံယူခဲ့ရ၍စစ်မှဖြစ်ပေါ်လာသောပျက်စီးဖောက်ပြန်မမှန်ကန်သောပဝင်းကျင်မှဝေဖွာရသည့်ကလေးတို့၏စိတ်သက်သည်မိကဲ့သို့ရှိကျနေနီကျောင်းများတွင်ကျင့်ဝတ်အစည်းအကမ်းချို့ယွမှု၏မြစ်ပြားခံရာကိုချစ်အောင်ကစဉ်းစားမိသည် ចောင်းသူចောင်းသားများပညာရေးတွင်နှိမ့်ချနေကြသည်ပြည်တွင်းစစ်ကဆက်လက်ဖြစ်ပွားကအလျားရှိနေသည်စစ်အတွက်နိုင်ငံဝေများကိုဖို့နေရသည်ပညာရေးအတွက်ဖို့တင်သလောက်မဖို့နိုင်ဆရာလုံလောက်မှုမရှိဤပတ်ဝန်းကျင်မှចောင်းသူចောင်းသားများသည်မိတို့ပညာရေးထူးချွန်နိုင်ပါတော့မည်နီချစ်အောင်ကသူနေထိုင်သည့်အကြောင်းချီနေကိုကြည့်မိသည်ရေစကြိုမြို့ကလေးတွင်တမ်းမြေကြောင်းဟု၍1950ခုနှစ်ခန့်လောက်မှအတီတကြားရှိလာသည် တိုးတော်မျိုးကဝိုင်းဝန်းစောက်ပြီးထား၍သာဝကံမိုးထရန်ကမြေဆိုင်ကြောင်းရှိနေရခြင်းပင်သို့မဟုတ်လင်နေစရာပင်ရှိမည်မဟုတ်တောင်ဘက်ကလေတဟုတိုက်ခဲ့သည်တဲမုံများသည်မျက်စီထဲသို့အပြေးအလွှားဝင်လာကြသည်မိုးရွာသောရေရိုသည်နေစရာမရှိခြင်းဝါထရန်လေးတွေကာယံထားသဖြင့်တခန်းနှင့်တခန်းအတံပလံဆူဆူညံ့ညံ့ကြားနေရသည်တခန်းကအတံကြဲကြဲနှင့်အခြားတခန်းကဆီယံပါစာတူရေးမဖြစ်စိတ်ညစ်ညစ်နေရတော့သည် ចောင်းဆောင်ကလည်းမရှိចောင်းသားဥည်ကလည်းညားလာရာမနေ့ပိုင်းတွင်ចောင်းတက်ရသောအတန်းသည်နေ့နယ်ပိုင်းတွင်မတက်ရာနေ့နယ်ပိုင်းចောင်းတက်ရသောအတန်းသည်မနေ့ပိုင်းတွင်မတက်ရာခြင်းရင်းတို့ဖြစ်ကြက်ဆန်စာတင်နေကြရပေသည်ဆရာမလောက်၍အတန်းချင်းပေါင်းကတင်ရသည်ဖြင့်တယုံယုံတုံဖြစ်နေသည်တင်ပြသည့်ဆရာမလည်းအာပအောင်អော်ရဟေရတော့သည်ရင်းချီနေမှာမောင်ချစ်အောင်တို့ចောင်းတာမဟုတ်ចောင်းတိုင်းလိုလိုတွေ့ကြုံရသောပြဿနာဖြစ်ပေသည် လောင်းရိပ်သာမမိပါစေနှင့်ပွင့်ကျင်တိုင်းပွင့်လှကျင်တိုင်းလှမိပန်းရတနာကလေးများတပုံတစ်ခေါင်းရှိပါသည် မောင်ချစ်အောင်လေးမှာဤအခက်အခဲစူးရောကြားတွင်ရောက်နေသောပန်းဖူးပန်းကုံလေးပေတီတို့ဖြစ်၍သူသည်မက်ထရစ်စာမေးပွဲကိုအေဝရက်တောင်ကြီးကစီးနေတဲ့ယောင်ထင်မြင်ရတော့သည်အားတငယ်ငယ်နှင့်နွဲနေရတော့သည်ကြောင်လေးသည်အိုချပါ၏သို့သောအရေးအေးလာသောကွန်းပေတီ ။ကျောင်းတော်သူကျောင်းတော်သားတို့သည်တဆူဆူတညံညံနှင့်ပွက်လောရိုက်ကြပါ၏။သို့သောအနာကဲ၏ချိုသာသောခေါင်းလောင်းတံကလေးများပေသည်။ချစ်အောင်သည်ဤပတ်ဝန်းကျင်ကိုပျော်မွေ့၏။နှလုံးမွေ့လျော်၏ချစ်မြတ်တို့၏။သို့သောကျောင်းကလေးပတ်ဝန်းကျင်မှ ဝေးရာသို့ပြေးရှာရကြတော်မူ။ဆောင်ဝင်းနေမဖူလုံသောဘဝနဲ့ဆိုသည်မောင်ချစ်အောင်အားကြောင်းကလေးမှကျိန်ဆက်ကြရိုက်၍ခေါ်ပေးပြီးတည်မောင်ချစ်အောင်သည်ကြောင်းငင်မှမခွာခြင်း ။ကျောင်းမြေဥစ္စာဆောင်ကလေးမောင်ချစ်အောင်သည်ကိုနေထိုင်ရာကျောင်းမြေကလေးကိုအထီးပါမခံနိုင်။မြည်သည့်တိုက်စရာလာလာတဆွမ်းသည်မြအခုခံကာဝယ်ခြင်းသည်။ယခုတော့အနိုင်နိုင်ခွဲခဲ့ရမလွဲတာလွဲတာအသေးကမနှဲနာတဲ့ပလဲညာခင်ကြော့ဟူသောလက်တီပန်ဒိတဆရာဥမောင်ကြီးကပြတေးလိုကိမျိုးကြုံရချိန်နီးပေပြီကိုချစ်အောင်ရေယိုးစားကြည့်နေကလားတဲကျိုးစားကိုဗျ မဟုတ်ပါဘူးကိုတင်အောင်ရစာအုပ်ကလေးတွေအဖုံးဖုံးနေတာပါတငယ်ချင်းကိုတင်အောင်ကအနားတွင်လာထိုင်လေ၏မိကြီးစီကိုကက်ကြီးနှင့်အလောတော်တိုင်းထွာကညှက်ရကြိုက်ရသည်ကိုတင်အောင်ကပါကူညီညာဖုံးပေးနေဖုံးပေးနေသည်ဘယ်နဲ့လဲကိုချစ်အောင်ခမချစ်ရွယ်ချက်ကလေးပါလေကိုတင်အောင်ကမိကြီးစီဖြစ်ပိုင်းပိုင်းကိုစာအုပ်နှင့်အတိုင်းရင်းမေးနေသည်ခပ်ပါသေးတယ်ကိုတင်အောင်ရကျွန်တော်လည်းအဲ့ဒါစဉ်းစားနေတာပဲ မက်ထရစ်အောင်ရင်တော့အိမ်အတွက်အလုပ်လုပ်ရမှာပဲတော်သေးတာပေါ့ဗျာမအောင်ရင်တော့အိတ်ဆိုးမယ်ဗျာမက်ထရစ်လည်းမအောင်သေးအလုပ်လည်းဝင်လို့ရတော့မယ်ဆိုတော့မောင်ချစ်အောင်ကစိတ်ဆုပ်သလိုပြောနေသည်အလိုလိုမှအလုပ်မရနိုင်သည့်ခေတ်သေးတွင်မက်ထရစ်မအောင်ရင်ပို၍အလုပ်ရှာခက်မည်ဆိုရင်သည်မောင်ချစ်အောင်ကစဉ်းစားမိပြန်သည်အလုပ်ဆိုတာကမက်ထရစ်အောင်မှုမအောင်မှုအပေါ်မဟုတ်သေးပါဘူးလေတက်ဆိုင်ရာအာဏာပိုင်တွေနဲ့နှီးဆက်မှုမနှီးဆက်မှုပေါ်မူတည်မှာပါကိုအတွင်းနေကို ထွေလုံးရပက်ဖြစ်နေပြန်သည်မိတို့ပင်ဖြစ်စေသူသည်စာမေပွဲအောင်ခြင်းသည်မအောင်သည်တောင်မှចောင်းတို့ပြန်လာခြင်းသည်တို့ပြေ၍လဲချစ်အောင်သည်စာကိုကုံယုံ၍ကြည်ရသည်ရေနံစီမိခွက်လက်လက်လေးရှိတွင်ဝဲရောက်မောက်ကစာကြက်ရတော်သည်ဆရာဆရာမများဤစေတနာမြစ်တာကယုံမားွယ်မရှိကြီးမားလာသည်ချစ်အောင်ရေစူးစမ်းတော့တနစ်စည်းဆိုတာနဲတာမဟုတ်ဘူးကွယ် မိဘတွေမှာကြုံခံပြီးမင်းတို့တွေကိုစာတင်ပေးရတာတိတ်တနာစရာကောင်းတယ်ကွာစိုးစားနော်မသိတာရှင်အချိန်မရွေးမေးလှဲ့ကြားလာဤသို့ဂယုနာပန်ဖြန်ကန်းချက်သည်ချစ်အောင်ကမျက်ရည်လည်းမတက်ကျေးဇူးတင်မိသည်ဆရာသမားဆိုသည်မှလည်းပန်းမွင့်ကလေးများကိုဖူးပွင့်စေသည့်ဥယျာဉ်မှုများပေသည်တပေါင်းတွေဝင်ကြေရွက်ဆင်သောလာပါပြီစီတဲ့ရွာသားဥအောင်ကြီးက တပေါင်းလာတာလာတကာချက်နှိုင်းရဖက်ရှောင်းလာများနောင်ဟုတပေါင်းချီမွန်ကန်ဖွင့်ခဲ့သည်သို့တော်ချစ်အောင်မမကြည့်နူးနိုင်ပါကြီးစာမီဝဲခမ်းမကြီးကတန်တရာလူ ရှည်လျားနေသည်ဒူးကလေးများပင်ခတ်တုံတုံပင်မိကုံးစာရွက်များဝေသွား၏ကောက်မကြည့်ရဲသေးပြီမဖြစ်တတ်တာတွေပါနေမှာစိုးသည်လေချုံမိသည် ခုံနေသောရင်ကိုငြိမ်အောင်ငွေကိုပင့်ကူပြသည့်ပုံပင်ကြမီကိုစိုးသောစိတ်ကမောင်ချစ်အောင်အားချောင်းလန့်လျက်ရှိသည် တကယ်ဆိုတော့တတိနေချင်းပင်ဖြစ်သည် တောင်ကြီးသည်ရှေ့မှမမမမက်ကာစည်းလေပြီအဘဲသူစွမ်းကောင်းကြော်လော့လွမ်းလော့တင့်ချေဘဝသည်တောင်ကြီးဤထုပြားကိုနင်းလေလောဆာဆန်ဆန်ပေးဆန်ဆန်ရေရွတ်ကကိုကိုကိုအားပေးနေရသော မောင်ချစ်အောင်ပါသည်စာမေးပွဲခမ်းမဤအပြင်တွင်ကထမ်းမြညိုညိုတို့သည်အရွက်ချင်းခက်၍နေကြသည်ဇိုးရကောင်ဤကူတန်ကိုကြားနေရသည် ။မောင်ချစ်အောင်သည်ကောင်းကောင်းအမှတ်မထမ်းနိုင်တော့ပြီ။စာမေးပွဲသာကုန်းပြင်းနေသည်။ဤစာမေးပွဲကဘဝဤစီးကြောင်းဖြစ်သည်။ဤစီးကြောင်းကိုကြော်ဖြဲ့၍ဘဝအတွင်းသို့သူသည်ဝင်ရောက်ရပေတော့မည်။မောင်ချစ်အောင်သည်ကျောင်းတွင်ပညာစည်းပူပန်းတို့အခုတင်သော အရွယ်ကလေးပင်သည် သို့တော်သူမခူးနိုင်ရှာပြီကျောင်းသည် သူကြက်စားရမဟုတ်ပါဘီသူသည် ဖောင်တိန်ကလေးကိုတကြွကြွဆွဲရင်းရင်းနေရှာ၏ ရေးရင်ရေးရင်မှင်ကုန်သွားလေပြီ။မောင်ချစ်အောင်သူဤចောင်းသားဘဝကိုဆက်လက်ရေးချေတင်ပါသေး၏။သို့တော်မှင်မပါတော့သဖြင့်မရေးရရှာတော့ပြီ။မောင်ချစ်အောင်သို့မဟုတ်မှင်မပါတော့ဖောင်တိန်ကလေး။ကံမြဲနမ်းမြဲနွယ်ကလောင်မီဖြင့်ရေးသားခဲ့သည်။လူတို့ကြာနေအမှတ်66 AV 1958နောက်ဆက်ပြီးကြတော့တော်လံပြည်သူကလေးကပေါင်းဘေးကင်းလုံခြုံကြပါစီရှင်